ားလုံးပဲမင်္ဂလာပါဒီမိုလီခွေးချင်းသားနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ channel လေးမှာကအခုမှ design ပိုင်းကိုစပြီးရေးရာနေတဲ့သူများတို့ကိုရည်ရထားခြင်းဖြစ်ပါတယ် Photoshop နဲ့ Illustrator ကိုအသုံးပြုပြီးဘယ်လို design တွေဆင်မယ်တူးတွေကဘယ်လိုအသုံးဝင်လဲပန်းတာတွေ design တွေ mock တွေဘယ်လိုလုပ်ရလဲဆိုတာကိုတစ်ခုချင်းအခြေခံကစပြီးသင်ကြားပေးမယ့် channel လေးဖြစ်ပါတယ်အဲ့တော့ video လေးမစခင် channel လေးကို subscribe လုပ် ဘင်းသားကလူဒီဘေးလေးကိုနှိပ်ပေးခဲ့ပါအောင်ကြောက်ဆူလိုက်ပါတယ်။ကဲဗီဒီယိုလေးစားလိုက်ရအောင်။ဒီနေ့ကျွန်တော်တင်မမတင်ခန်းသားကတော့ဒီညနာမှာရှိတဲ့အဆက်ပြောက်တွေကိုဖျောက်မယ်။ပြီးညနာကိုကျွန်တော်ချုံမယ်ပေါ့နော်။အဲ့တော့ တော့အရင်တော့ကျွန်တော်တို့စလုပ်မယ်ဆိုလို့ရှိရင်ဒီပုံ control chain နဲ့ copy ပွားလိုက်ပေါ့နော်ဆိုတော့ control chain နဲ့ copy ပွားမယ်ဒီမှာကျွန်တော်နော်ဒီမှာ layer ပေါ့မှာ copy ပွားပြီးသွားပြီပွားပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကအဆက်ပြောက်တွေဖြောင်းမှာဖြစ်တဲ့အတွက်ဒူးဟိုပါပေါ့ဒူးပေါက်ထဲကနေပြီးတော့ဒီမှာ support healing bread တူရွှေမယ်နော်ရွှေပြီးသွားပြီဆိုလို့ရှိရင်ကိုဖြောက်ချင်တဲ့ဟာလေးထောက်လိုက်ပေါ့နော် ဒီကောင်ကလည်းအရန်ကြီးရဲ့ဟာတွေကိုပဲဖျောက်တာပေါ့နော်ဟောသေးတဲ့ဟာတွေဆိုရင်ဖျောက်ပြရမလိုဘူးပေါ့နော်အဲ့တော့ကိုဖျောက်ချင်တဲ့ဟာတွေကိုတေချာလေးဖျောက်ဖျောက်ဆိုရင်ရတယ်နော်ကျွန်တော်ဒီနားမှာโอเคဒါဆိုပြီးသွားပြီဒီကနေသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးဒီပုံကိုကျွန်တော်တို့ကကွန်ထရိုးချင်တဲ့ copy ထပ်ပွားတာနော်ကွန်ထရိုးချင်တဲ့ copy ပွားတာဒီဘက်မှာ layer ပေါက်မှာကြည့်လိုက်ပေါ့နော်ပွားထားပြီးပါပြီ ဝါထားပြီးရင်ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ကနေရာပေါက်မှာပဲ normal ဖြစ်နေတဲ့နေရာမှာကျွန်တော်တစ်ချက်နှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီမှာနော် bb light တူကိုရွှေလိုက်နော်ရွှေပြီးသွားရွှေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာဟိုထဲမှာ image ကိုသွား adjustment adjustment ထဲမှာမှာ impact နော်သူ့ရဲ့ shock က control i နော် control i တစ်ချက်နှိပ်သွားလို့ဖြစ်သွားတယ်နော် ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်ဘယ်လိုထပ်သွားမလဲဆိုရင်ဖစ်တာတွေကိုထပ်သွားမယ်เนาะဖစ်တာတွေကိုသွားဖစ်တာတွေကိုသွားပြီးတော့ကျွန်တော်အားသားကိုယူအားသားကိုယူပြီးလို့ရှိရင် high back ကိုသွားเนาะ high back ကိုနေပြီးလို့ရှိရင်ဒီမှာတန်ဖိုးကိုကုလိုခြင်းလို့ထားပါเนาะကျွန်တော်လှုပ်တဲ့တိုင်းလည်းလှုပ်လို့ရသလိုဘိတ်ဟာညီကိုတို့ရဲ့ဟိုဟာပုံပုံမှာမူတည်ပြီးတော့လေအတိုးလျှော့လုပ်လို့ရတယ်เนาะဆိုတော့ ေကျွန်တော်လောက်လို့ရပြီပြီးသွားရင်ကျွန်တော်ကဒီမှာ filter တွေကိုထပ်သွားမယ် filter တွေကမှ constant နော် constant brow ရထပ်နော်ကျွန်တော်ကတော့ကျွန်တော်ကြိုက်တဲ့လောက်ထားထားတယ်ကိုကြိုက်တဲ့လောက်ထားပါနော် okay နော်ဆောဒီမှာလောက်ရသွားပြီဒါသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာပြီးသွားပြီဆိုလို့ရှိရင်မလုပ်ငယ်ပြီးရင် billing option ချက်သွား နော် billing option ချက်သွားသွားပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ billing option ထဲမှာမှာဒီမှာ under underline layer ကိုချက်မှာနော်ဒီ layer လေးကိုကွဲဖို့တော့ကို order လေးဖြည့်ထားရတယ် order လေးဖြည့်ပြီးတော့ b ကနေကွဲလိုက်တာပေါ့နော်โอเคပြီးโอเคချက်နေလိုက် မှာကျွန်တော်စမတ်ကွန်ဘတ်အဲကွန်ဘတ်ဒူစမတ်အော့ချက်နော်ရှင်းနေလိုက်နေပြီလို့ရှိရင်လေယာမတ်ကိုတောင်းနော်လေယာမတ်ကိုတောင်းပြီးသွားဖြစ်တယ်ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ကလို့ရှိရင်ဒီမှာ control ရဲ့ iron နှိပ်လိုက်ပါနော် control iron နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ battery ရွေးမှာ smooth နဲ့မှာကျွန်တော်20လောက်ပဲ20လောက်ပြောင်းလိုက်ပါနော်ဖြစ် ဘရဲ့ site ကိုချဲ့လို့ရတယ်ဘောနော်ဟိုကိုကိုလိုရင်တော့တုံးပြီးနော် site ကိုယူပြီးပါပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနော်ဟိုချောချင်နေတဲ့နေရာလေးလိုက်ပို့ပါနော်ဆက်ပြောင်းလေးတွေလိုက်ပြောင်းမယ် ကိုလောက်ထားတဲ့ပုံကစိတ်တိုင်းကျသွားပြီဆိုလို့ရှိလို့ရှင်ကျွန်တော်တို့ကနောက်တစ်ဆင့်ရကြတော့ control ရယ် order ရယ်ရှေ့ပြီး e ကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီးမလေးရပေါင်းသွားပြီเนาะမလေးရပေါင်းသွားပြီเนาะဒီပုံမှာလေးရပေါင်းသွားပြီ okay အဲ့ဒါဆိုလို့ရှင်အဲ့ဒီလေးရပေါင်းသွားတဲ့ဟာကို control ချင်တဲ့ copy ဖြတ်ပွားပေါ့เนาะ control ချင်တဲ့ copy ပွားပြီးပါเนาะ control ချင်တဲ့ copy ပွားပြီးပါเนาะပွားပြီးပါပြီဆိုလို့ရှင်နောက်တစ်ချက်ကကြတော့ဘာပြောသွားမလဲဆိုလို့ရှင်ကျွန်တော်တို့က ဖစ်တာတွေကိုသွားပါတော့ဖစ်တာတွေကိုသွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကကင်မရာရောဖစ်တာကိုချက်နေလိုက်ဒီနေရာမှာတစ်ခုသိထားဖို့ကကြတော့ Photoshop က version ကတောင်းတောင်းမတူနိုင်ဘူးအဲ version မတူနိုင်တဲ့အတွက်ကင်မရာရောကျလာတဲ့ဘောက်ပါလေတူချင်မှတူပဲเนาะဒါပေမဲ့ကျွန်တော်ဘယ်ဟာကိုပြောင်းလဲဆိုတာကိုကြည့်ပြီးတော့လိုက်ပြီးတော့လုပ်ကြည့်ပါเนาะ okay ကျွန်တော်တက်တက်ရှာကိုကျွန်တော်ကစားမယ် ဆာဗေးရှင်းကိုပထမဒီဝိုင်း okay နောက်တစ်ဆင့်အကြတော့ filter တွေကိုသွား filter တွေမှာ sharpen sharpen ထဲမှာ and sharpen mask ကိုဖြတ်နေတယ် နေပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့ဒီမှာလည်းတပုံနဲ့တပုံကတစ်ခုနဲ့တစ်ခုကမတူတာဖြစ်တဲ့အတွက်တံပိုးကတော့ကိုအဆင်ပြေတဲ့ဟာကိုထားပါတော့။အညီကရှိတယ်နော်။ပြီး okay okay နေပြီးသွားရင်ကျွန်တော်ကပြီးရင် လေယာမတ်ကိုတော့မယ်လေယာမတ်ကိုတော့မြင် control i ချက်နေပြီးရင်ကိုကိုထားနေနေမှာ brake 2ကိုပြောင်းပြီးတော့ကိုရန်ရီ smooth ရှင်းနေတယ်လို့ပြောပြဖြစ်ပါမယ်နော်မှ okay အဲ့ဒါဆိုရင်ကျွန်တော်ပြီးသွားဆိုရင်အားလုံးဝဒီကပေါင်းလိုက်တော့เนาะဒီမှာเนาะကိုယ်စိတ်တန်းကြသလိုလုပ်ကြည့်လို့ရတယ်เนาะအဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆင်ပြေချင်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်